ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာမဲစင်းရင်းများအားပထမအကြိမ်ကြီးညာထားရှိရာ ပြည်သူများမှလာရောက်ကြည့်ရှုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းနယ်တောင်ပိုင်းလွိုင်လင်ခရိုင်လွိုင်လင်မြို့နယ်တွင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်ကျင်းပမည်ရွေးကောက်ပွဲ၌မဲပေးနိုင်ရန်အတွက်ပထမအကြိမ်မဲဆန္ဒရှင်စင်းရင်းများစက်တင်ဘာလ30ရက်နေ့နံနက်ပိုင်းမှစတင်၍ရက်ွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြီးညာထားရာမဲဆန္ဒရှင်ပြည်သူများတက်ဆိုင်ရာမဲဆန္ဒနယ်လိုက်လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရှိရပါသည်။ရွေးကောက်ပွဲအတွက်ပထမကြိမ်မဲဆင်းများကို30ရက်6လ2025ရက်နေ့မှ23ရက်6လ2025ရက်နေ့အထိရက်ွက်ကြီးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြီးညာပေးထားပြီးဖြစ်၍မိမိအမည်မပါလျင် ပုံစံ၃မဲဆင်းပါအမည်နှင့်အချက်လက်များကိုကန့်ကွက်လိုပါက ပုံစံ၄ အချက်လက်ပြင်ဆင်လိုပါကပုံစံ၄ကားငယ်တို့ဖြင့်တက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ပုံစံခမဲ့ရယူလျှောက်ထားနိုင်ကြောင်းသိရှိရပါသည်ခမညာ